ားယူချတာအင်း shape for တာလို့လည်းခေါ်တယ်ခုကတော့တော့မှတော့ဒီ sunflower ကဒီ control stick လေးကိုတုံးမယ် number 2 light to medium ဖြစ်တယ်သူကကြတော့ခူးတုံးပုံစံမျိုးလေးအဲ့တော့ shape ထည့်ရလဲဘာလို့ control တုံးမယ်ဆိုလို့ရှိရင်လက်နေချပုံစံကိုတိတိကိုအရေးကြီးတယ်အဲ့ဒါဆိုလို့ရှိရင် rectangle face rectangle face ဆိုအားကြီးလိုက်ပါဒီလိုတွေ့လားအဲ့ဒါမျက်နှာကဒီလိုသွားတယ်ဒီသားမှာကားတယ်ပြင်ဒီလိုသွားတယ်တော့ rectangle face လို့ခေါ်တယ်အဲ့တော့ control ဆိုတာ high low ဖို့တက်တုံးတယ် high low ဖို့ဆိုတာဖုံးပွဲဖို့ပေါ့နော်ကိုယ့်ရဲ့မျက်နှာမှာကိုယ့်ရဲ့ဒီ frame ကြီးမှာအဲ့တော့ဘာကိုဖုံးပွဲနေတာလဲဘာကိုမကြိုက်တာလဲယူဆုံးစဉ်းစားလိုက်အဲ့တော့အနေနဲ့ မကြိုက်ဘူးဆိုလို့ပြောမယ်ဆိုလို့ရှိရင်ဒီနာလေးတွေကိုမကြိုက်ဘူးဒီနာလေးတွေကိုဖုံးခြင်းတယ်တွေ့လားဒီလိုဖုံးလိုက်လို့ရှိရင်ရတဲ့နာလေးကဖူးရှိတ်လိုဖြစ်သွားတယ်အဲ့တော့အဲ့တော့မကြိုက်တဲ့နေရာတွေကိုခွန်တိုးနဲ့ဖုံးပါမယ်အဲ့လိုမှတ်ထားပါမကြိုက်တဲ့ဟာတွေကိုခွန်တိုးနဲ့ဖုံးမယ်မကြိုက်တဲ့ဟာတွေကိုခွန်တိုးနဲ့ဖုံးမယ်ဟုတ်ပြီမကြိုက်တဲ့နေရာလေးတွေကိုခွန်တိုးနဲ့ဖုံးတာတော့မဟုတ်ရှိတ်လုပ်လိုက်တာပါနော်ဒီ ် share တို့အရေးချလိုက်တာဒီနေရာလေးကိုဖုံးမယ်ပြီးရင်ဒီနေရာကြီးမှာတွေ့လာဒီနေရာဆိုပြောင်းလေဒီနေရာကတော့နည်းဖုံးချင်တယ်အဲ့ဒါဆိုမျက်နှာလေးက over shape လေးဖြစ်သွားတယ် over shape က perfect ဖြစ်ဆုံးလုပ်ခဲ့အဲ့တော့ over shape လို့ရှိတဲ့သူတွေကအရင်ကန်ကောင်းတယ် make လေးကအရင်စင်ပြေတယ်ပြီးအရင်လည်းနှုတ်ပြောတယ်အဲ့တော့ဒီကောင်လေးတွေကိုဒီနေရာမှာကြားမယ်ပြီးဒီနေရာလေးမှာပါယုံနာလေးမှာဒီဒါလေးကိုချလိုက်အဲ့ဒါဆိုရင်တော့ပါလေးပိန်သွားမယ်ဒီပါလေးပိန်သွားမယ်ဒီကောင်နဲ့ဒီကောင်နဲ့တစ်ဆက်တည်းမဟုတ်တော့ဘူးပါလေးနည်းနည်းပိန်သွားမယ်ဒီနာလေးမှာခြောက်လိုက်လို့ရှိရင်ဒီပါနဲ့ဒီမေယုံနဲ့ separate လုပ်လိုက်လို့ဖြစ်ပြီးတော့မှဒီပါးလေးကပို့ပြီးဖောင်းသွားမယ်ဒီနားလေးမှာဒီဒီနားမလိုအပ်တဲ့နေရာလေးဒီနားလေးကိုနည်းနည်းလေးချိန်လေးဖြစ်သွားမယ်အဲ့ဒါဆိုရင်ဘာဖြစ်လာမလဲဆိုပါးလေးဖောင်းဖောင်းလေးဖြစ်ပြီးတော့မှမီယိုလေးကကျတော့တော်တော်လေးရှိလာမယ်အဲ့တော့စာပြရအောင် control လုပ်မယ်ဘယ်တော့မကြိုက်တဲ့နေရာဒီနေရာနော် okay ဒီမှာဘယ်လောက်ပဲထဲမယ်ပြီးရင်ခုနပြောလို့အဲ့တော့ဒီနေရာမကြိုက်ဘူးလို့ပြောရမှာနော်ဒီနေရာဒါရုပ်ဖိချင်းပြီးတော့ဒီ error မှာမင်းနဲ့ထက်ရှိတယ်အဲ့တော့မင်းနာမှာပဲမင်းအကောလည်းလုံလိုက်တယ် ပြီးရင်ခုနတင်တာခြားခြင်းနဲ့โอเคတော့ဆိုရပြီပြီးရင်ဒီနှာခေါင်းလေးလေးဟောဖြစ်ချင်တော့နှာခေါင်းရဲ့ဒီနားလေးမှာ ਨੇ ဒီနားလေးမှာကိုနည်းထည့်လိုက်တယ်โอเคပြီးရင် blend blend နဲ့ချိန်မှာတော့ control control pressure နဲ့ကျွန်တော်လိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ပေါ်ပြီးတိတိကျကျရတယ် beauty blender နဲ့ကတခြားနေရာတွေမလိုအပ်တဲ့နေရာတွေပြင်မှာဆိုလို့အဲ့တော့ဒီဒါ control brush နဲ့ control brush လေးပေါ့နော်ပြီးရင်တော့အပေါ်ပစ်မယ် blend အပေါ်ပစ်တော့လည်း ညှက်ပြီဆိုလို့ရှိရင်အတိတ်ကအကြောင်းကြီးကိုမကြံသေးဘူးရေးရှိပါတယ်ခင်းချောင်းလေးတင်ထားတယ်လို့မျိုးပေါ်မှာဖြစ်ဖို့ပေါ့နော်ပြီးရင်ဒီနေရာကိုလွှမ်းလိုက်ပါမယ်ကောင်းကိုလည်းဒါပဲတုံးလိုက်တော့မယ် ။အဲဒါတော့အဲ့ဒါရှိတ်ချထားတယ်လို့ဖြစ်သွားပြီ။ဒီ component dependent အခြေကြီးလိုက်။ဒါဆိုလို့ရှိရင် camper base ဒါမှမလောက်ရသေးတဲ့ benefits လို့ပဲ။ဒီကောင်ကတော့ရှိတ်ချပြီးသွားပြီ။ရှိတ်ချပြီးသွားတဲ့အခါမှာအယောင်ကတော့ရှိလာတယ်။ဘောနော်အယောင်အယောင်ရှိတ်ပြီးတော့ရှိလာတယ်။သူကကုတော့ဖြစ်တဲ့အတွက်ဝါဝါကြီးမနေဘူးတွေ့လား control ချထားတယ်။ဒါပေမဲ့ရှိတ်လေးပဲဖြစ်သွားတယ်။ဘဝကြီးမရှိနေဘောနော်ဒီနေရာမှာတော့နည်းနည်းလို့တည်ဒီနေရာလေးနည်းနည်းထပ်ချချင်တယ်ကိုကတရားကြီးမလို့ကျင်တော့ဘောအဲ့ဒါဆိုရင်ရပါပြီဒါ ရှိတ်ချထားတဲ့ဘက်နဲ့ရှိတ်မချထားတဲ့ဘက်နဲ့ကွာသွားပြီနော်အဲ့တော့ဒီဘက်ကိုလည်းလုံလိုက်မယ်နော်အခုဆိုလို့ရှိရင်ဒါရှိတ်ချထားတဲ့လို့ control ချထားတဲ့လို့ဖြစ်သွားပါပြီအဲ့တော့မျက်နှာလေးကဒီနေရာလေးဆိုရင်ပို့ပြီးတော့ဖောင်းလိုက်လင်းလိုက်ဒီနေရာလေးဆိုလို့ရှိရင်အောက်ကို shadow ကျသွားတယ်ဆိုပြီးပုံစံမျိုးလေးဖြစ်သွားတယ်အဲ့တော့ dimension ပို့ကျလာတယ်3 dimension ဖြစ်လာတော့ကချိန်မှဖြစ်သွားတယ်အခုက highlight ဖြစ်ထားတဲ့အတွက်ဒီမျက်နှာလေးရောလင်းလာပြီဒီနေရာမှာရှိတ်လေးဖြစ်လာပြီဆိုတော့3 dimension ပုံစံမျိုးလေးပေါက်လာပြီအခုနောက်တစ်ခုက browser ထည့်ပါမယ် ဝမ်တုံးဖြစ်တဲ့အယောင်ထက်နေဝမ်တုံးဖြစ်တာဆိုတော့ခုနကခရင်တိုက်ကိုပဲယူထားတယ်အဲ့ထဲမှာကိုရဲ့ညိုရောင်လေးပေါ့နော်အခုညိုမယ်ဆိုရင်တော့ဒီဟာလေးတလောက်သားရောင်တလောက်ရောင်တုံးလိုက်တော့ဝမ်တုံးဘက်ကိုသွားမှာပဲယူပြီးတော့မှဘယ်နေရာတုံးမလဲဆိုလို့ရှိရင်ခုနကခွန်တိုးရဲ့အပေါ်မှာတုံးမယ်ခုနကခွန်တိုးလောက်တိုင်းရဲ့အပေါ်မှာနော်ယူပြီးတော့မှနေနေလေးပဲထည့်ပါမယ်ဒါက browser တုံးထားရဲ့လို့ တွေ့လားဒါဆိုလို့ရှိရင်ပို့ပြီးတော့မှ shape ပေါ်မှာအရာလေးထပ်ပြီးတော့မှပြေးသွားပြီးဆိုတော့ 3D look နဲ့ပို့တွေ့တယ်ဟောခု control တုံးထားတဲ့အပေါ်မှာဒါဆိုလို့ရှိရင် browser ထည့်ပြီးသွားပြီ။ look up ပို့ပြီးတော့မှကြွလိုက်မလား။ကြွလိုက်နော်။ okay